ဒီမောင်သိန်းလွင့်ဘာသာပြန်ဆိုထားသောမွန်ဒီခရစ်စတိုမြို့စားကြီးအခန်း၄၆ဘီလီဘို့၏ကြဆုံခန်းအန်ဒရီယာကအဲ့ဒါကိုလေးပြုလိုက်ရောအဘက်ဘက်ကနေအိုဟစ်စည်ရည်တန်တွေစူစူညံညံတန်ခွက်ပြိုးဆိုတန်တွေထွက်လာတယ်ဒီလိုကိစ္စမျိုးကိုပြိုးရှင်းအပြင်မင်းကယုံတို့ကိုဆိုားနေတာပဲလို့တရားသူကြီးကပြောလိုက်တယ်ယုံတို့ကိုကျွန်တော်မဆိုကားဝမ်းပါဘူးခမညာအန်ဒရီယာကပြန်ပြောတယ်ကျွန်တော်ထပ်ပြောပါမယ် ကျွန်တော်ဖခင်ရဲ့အမိဟာဘီလီဖိုးဖြစ်ပါတယ်။ပြီးတော့အဲ့ဒါကိုတက်တယ်ပြဖို့ကျွန်တော်အစဉ်သက်ရှိပါတယ်။အမှတ်28ရူဒီလာဖောင်တိန်မှာကျွန်တော်ကိုမွေးတဲ့ညကကျွန်တော်အဖေက ကျွန်တော်အမေကိုပြောတယ်။ကျွန်တော်တင်နေပြီလို့အဲ့ဒီနောက်သူကကျွန်တော်ကိုအဝတ်စားတစ်ခုနဲ့ပတ်ပြီးသူ့ခြံတင်းမှာမြုပ်နှံပါတယ်။အဲ့ဒါကိုတက်တယ်ပြဖို့အတွက်ကျွန်တော်ကပိတ်စတဲ့စကိုပြနိုင်ပါတယ်။အဲ့ဒီပိတ်စမှာနွိုက်တီးယားမိသားစုအမေရဲ့ အစစကလုံးအတူက HN ဆိုတဲ့စကလုံးတွေနဲ့ဇာပန်းထိုးထားတယ်။ခြံတင်းမှာပုံးနေတဲ့တယောက်ယောက်ကအထုပ်ကို ကျွန်တော်အဖေမြင်ပြုံးနေတာကိုမြင်တယ်။ယတနာတချို့တော့တွေးပြီးထင်ပြီးကျွန်တော်တင်ဆန်းကျွန်တော်သေးရင်းတွေကနေကောက်ယူထွက်ပြေးတယ်။ဒါပေမဲ့အထုပ်ကိုလေးဖြီးကြည့်လိုက်ရောအထင်းမှာကျွန်တော်ကိုတွေးတော့တာပါပဲ။ပြီးတော့ကျွန်တော်အသက်ရှင်နေသေးတယ်ဆိုတာကိုလေသူကတွေ့သွားတယ်။သူကကျွန်တော်ကိုသူ့ရင်ရှိရာတောင်ပိုင်းဖက်ကိုခေါ်သွားတယ်။ ပြီးတော့ကျွန်တော်ရဲ့ဖခင်တယောက်ဖြစ်လာတို့တာပါပဲကျွန်တော်ကိုဖခင်တယောက်လို့စောင့်ရှောက်တယ်သူက ကျွန်တော်ကိုလူကောင်းလေးတယောက်အဖြစ်ကြည်ပြင်းလာစေဖို့ကြိုးစားတယ်ဒါပေမဲ့အကျိုးမရှိခဲ့ပါဘူးအသက်ကလေးနည်းနည်းကြီးလာတော့ကျွန်တော်စတင်ပြီးလိန်တယ်ခိုးတယ်နောက်ဆုံးကျတော့သူ့မှာရှိတာတွေအလုံးကိုလုယူပြီးအိမ်ကနေထွက်ပြေးတို့တာပါပဲအဲ့ဒီအတွက်တက်တဲ့အထောက်ထားတဲ့ဗမာလဲလို့တရားသူကြီးကမေးတယ်အန်ဒရီယာကရေလိုက်တယ် အပ်တယ်ရဲ့လို့အပ်တယ်ဆိုရင်သူကပြောလိုက်တယ်မွန်စီယာဘီလီဖို့ဟောတာကြည်ပါတော့ဗျာပြီးမှအဲ့ဒီတက်တယ်တွေဒိုအပ်သေးသလားဆိုတာကျွန်တော်ကိုပြောပြပါအခုတော့လူတိုင်းကဥပဒေအရာရှိကိုကြည်လိုက်ကြတယ်လက်နက်ဖက်ကြားမှာခေါင်းကြီးကိုငုံထားတယ်သူ့လက်သေးတွေနဲ့သူ့စပင်တွေကိုကုတ်ဖိနေတယ်အဖေလိုအန်ဒရီယာကခေါ်လိုက်တယ်ကျွန်တော်ကိုတက်တဲ့ခံတွေတောင်းဆိုနေပြီသူတို့ကိုကျွန်တော်ပေးလိုက်ရမလားမပေးနဲ့မပေးနဲ့လို့ဘီလီဖို့ကညင်းတွားပြောဆိုတယ် အလကားအချင်းနီးပဲဘာအချင်းနီးလဲလို့တရားသူကြီးကမေးလိုက်တယ်ခမည်းပါကိုဆိုလိုတာလဲသူပြောတာအမှန်တွေပဲလို့ကျွန်တော်ဆိုလိုတာလို့ဘီလီဘောကတီးတိုးပြောပြီးတရားရုံးတကားစီဒီဒီရိုင်နဲ့ခြောက်သွားတယ်အိမ်မဲဆိုးတစ်ခုမဲ့လို့ထွက်ပြေးတယ်လို့မျိုးတရားရုံးကလည်းသူထွက်ပြေးသွားပါတယ်အမှုစစ်ဆေးတာကိုရရွှေဆန်းလိုက်တယ်လို့တရားသူကြီးကကြေညာပြောကြားလိုက်တယ်။အမှုကိုတစ်ခါထပ်ပြီးစုံစမ်းစစ်ဆေးရမယ်။နောက်ထပ်အမှုသစ်တစ်ခုစစ်ဆေးစရာလည်းရှိလိမ့်မယ်။ အန်ဒရီယာကိုရေသားနှစ်ယောက်ကခိုးထုတ်သွားပါတယ်။ပီလီဖို့ကသူ့အိမ်သူပြန်ရောက်သွားတယ်။မကြာခင်သူ့နောက်ကိုမွန်တီခရစ်စတို မြို့စာကြီးကလိုက်လာတယ်။အခုလိုကျွန်တော်တိတ်ခါကြအချက်ရနေတဲ့အချိန်မျိုးမှာဒီဥခမားဘာကြောင့်လာရတာလဲလို့ပီလီဖို့ကမေးလိုက်တယ်။ခမည်းအဖို့ခွန့်လပ်ပါလို့ဘုရားသခင်တန်ဆုတောင်းဖို့ကျွန်တော်ကခမည်းကိုလာပြောတာပါအခုအခါမှာကျွန်တော်ကခမည်းကိုခွန့်လပ်တယ်လို့ပြောလို့မွန်တီခရစ်စတိုမြို့စာကြီးကပြန်ပြောတယ် ခမားကကျွန်တော်ကိုခွန့်လက်တယ်ဟုတ်လားလို့ဘီလီဘွားကမေးလိုက်တယ်။ဘေတုံးကမှခမားအပေါ်ကျွန်တော်ထိခိုက်နင်းနာအောင်ဘာလို့မှ မလုပ်ခဲ့ပါဘူး။ဟုတ်ကဲ့ခမားလုပ်ခဲ့ပါတယ်။ဟိုလွန်ခဲ့တဲ့23နှစ်ကာလကိုပြန်စင်းစားစမ်းပါ။ခမားဟာကျွန်တော်ကိုတဖြည်းဖြည်းချင်းတရားအလွန်ဆိုးဝါးကြောက်မဲ့ဖွယ်ကောင်းလာတဲ့ပြည်တန်ရှာမှတ်ခဲ့တယ်။ခမားဟာကျွန်တော်အဖေကိုတည်စေတဲ့အကြောင်းရင်းတရားခံဖြစ်ခဲ့တယ်။ ခင်များဟာကျွန်တော်စီကနေကျွန်တော်ဘဝကျွန်တော်အချစ်နဲ့ပျော်ရွှင်မှုတွေအားလုံးကိုယူဆောင်သွားခဲ့ရလို့မျိုးစားကြီးကပြောလိုက်တယ်။ဒါဟုတ်မှမဟုတ်တာခင်များဘသူလဲ။ချက်တူဖိတ်မှာခင်များမြုံနိုင်ခဲ့တဲ့ကံဆိုးသူဒုက္ခတွေရဲ့သစီပါ။နောက်ဆုံးအဲ့ဒီမြေအောက်ခန်းတွေတွေကနေကျွန်တော်ထွက်လာတော့ဘုရားသခင်ကကျွန်တော်ကိုမွန်တီခရစ်စတိုမျိုးစားကြီးဆိုတဲ့ဘွေးကိုလေးပေးအပ်ခဲ့တယ်။စည်းစင်ချမ်းသာတွေနဲ့လေလွှမ်းဆောင်ပေးခဲ့တယ်။ဒါကြောင့်ဒီနေ့ထိ ခမည်းဟာကျွန်တော်ကိုမမှတ်မိတာပေါ့။ အာငါအခုတတိယပြီလို့ဘီလီဖိုးကအုပ်ပြလိုက်တယ်။ခမားဟာဟုတ်ကဲ့ကျွန်တော်အက်ဒမွန်တန်တီပါပဲ။ရုတ်တရက်အထစ်တလန့်နဲ့စီခနေးအိုရင်ဘီလီဖိုးကသူ့အိမ်ကနေတဟုံတို့ပြေးထွက်သွားပါတယ်။တနာရီလောက်ကြာတော့သူ့ကိုဖမ်းဖို့ရေးသားနှစ်ယောက်ရောက်လာတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း20နှစ်ကသူ့သားကိုကိုရန်တက်ရန်ကြံစည်မှုနဲ့စစ်ဆေးဖို့ဖမ်းတာဖြစ်ပါတယ်။ရေးသားတွေကခြံထဲမှာတွေ့ယူတန်းယူနဲ့သူ့ဆားနေတဲ့သူ့ကိုတွေ့ရတယ်။ သူကသူ့သားကိုရှာနေတာလို့ရေးသားတွေကိုပြောပြတယ်။သူတို့ကသူ့ကိုအချင်းထောင်ကိုခိုးသွားကြတယ်။သူ့အမှုကိုရုံးတင်စစ်ဆေးမှာကိုစောင့်ဆိုင်ဖို့လေ။ဒါပေမဲ့ဘီလီဖို့ကိုရုံးတင်မစစ်ဆေးနိုင်တော့ပါဘူး။သူကတက်တက်ခါအောင်ယူသွားပါပြီ။သူ့ကိုထောင်ကားလွှတ်လိုက်တယ်။ပြီးတော့မတင်မီကြံသမျှသူ့ရဲ့နေရက်တွေကိုအယူထောင်တစ်ခုမှာကုန်လွန်စေပါတော့တယ်။အခန်း၄၇ယောမမျိုးရောက်ဒန်ဂလတ် ပေရန်တန်ဂလာဟာအထီးကျန်တယောက်တည်းဖြစ်နေပါပြီ။သူ့ပက်ဆံအလုံးနီးပါးလည်းဆုံးရှုံးသွားပြီဖြစ်ပါတယ်။သူ့သမီးကိုလက်ထက်မဲ့လူငယ်တစ်ထေးတယောက်မှလည်းမရှိတော့ပါဘူး။အရှိကိုအရှိတကယ်ဖြစ်ရအတိုင်းပြောရရင်သမီးဆိုတာလည်းမရှိတော့ပါဘူး။အန်ဒရီယာကေဗန်စင်ဒီအဖမ်းခံရတဲ့အချိန်ကစပြီးမဒန်တန်ဂလာနဲ့ယူဂျီနီတို့ကဘေရန်တန်ဂလာနဲ့ပတ်သက်လို့ကတော့တော်ပါပြီလို့ဆုံးဖြတ်ခဲ့ကြတယ်။ပြီးတော့အဝေးကိုသွားပြီးမိတ်ဆွေတွေနဲ့ပဲနေထိုင်ပါတယ်။ အခုဆိုရင်မွေစည်ရင်တွေကိုကြည့်ရင်သူ့ယုံခန်းလေးမှာတယောက်တည်းထိုင်နေတယ်။သူ့ရဲ့ကိုပန်ပက်ဆံအားလုံးဆုံးရှုံးခဲ့ပြီဖြစ်ပေမဲ့တခြားသူတွေပိုင်တဲ့မွေကြီးတွေကိုသူထိန်းသိမ်းထားတာတွေရှိသေးတယ်။ဘာကြောင့်ဆိုသူကဗန်လုံငန်းချင်းတယောက်လေးသူရဲ့မိခန်တက်တာတည်းမှာဆေးရုံတရုံကပိုင်တဲ့ဖရန့်ဝင်၅သန်းနီးပါးရှိတဲ့ဆေးရုံကလည်းမကြခင်မှာသူ့မျိုးအလုံးကိုအဆောက်အဦကြီးတစ်ခုဆောက်လုပ်ဖို့အတွက်ပြန်ထုတ်လိုက်မယ်။ ဒန်ဂလာကအဲ့ဒီဖရန့်ဝင်ငါးတန်းကိုခိုးပြီးအီတလီသို့ထွက်ပြေးမယ်လို့ဆုံးဖြတ်တယ်။အဲ့ဒီရောက်ရင် သူကဘဝတစ်တစ်ခုကိုစမယ်။ပြီးတော့ခိုးယူလာတဲ့ပစ္စံတွေနဲ့သူ့ဘာသာတခြားစီးပွားရေးလုပ်ငန်းတစ်ခုထူထောင်မယ်။မကြမီမှာတစ်ခါပြန်ပြီးရှမ်းသာလာလိမ့်မယ်လို့သူကထင်တယ်။ရက်အနည်းငယ်ကြာတော့ဒန်ဂလာအီတလီကိုရောက်လာတယ်။သူရိုမမြို့ကိုသွားတယ်။အဲ့ဒီလေးရောက်ရောဟိုတယ်တစ်ခုမှာတည်တယ်။သူကအခန်းကောင်းကောင်းတစ်ခန်းငှားတယ်။ညစာကောင်းကောင်းစားပြီးအိပ်ရာဝင်တယ်။ သူနဲ့အတူငွေချင်းအများအများရှိနေတဲ့အတွက်စိတ်ရှမ်းသာပြီးနှစ်နှိပ်ချက်ချက်အိပ်ပျော်တယ်။မနေ့ပြန်ကြရင်ရိုးမမျိုးကြီးကိုလှစ်ပတ်ကြည့်မယ်။နောက်တနေ့တပတ်ခါမှာသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုကြည့်ရှုစုံစမ်းမယ်။နောက်တနေ့မနေ့မှာနေမင်းကြီးကတောက်တောက်ပပတာနေပါဗါး။ဒီနေ့ကရှုခင်းကြည့်ဖို့အတွက်ကောင်းမွန်တဲ့နေ့တနေ့ပါပဲ။ဘယ်ရန်ကယထာလုံးတစည်းမှကြားတယ်။ယထာလုံးရောက်လာတဲ့အခါသူခိုးလာတဲ့ပက်ဆန်အလုံးကို သူ့ရဲ့ခောက်အိတ်ပက်ဆန်အိတ်ထိထိလိုက်တယ်။ အဲ့ဒီပက်ဆန်အက်ကိုအပေါ်ယုံကုတ်အင်ကြီးအတွင်းဘက်က88ထိအသာထိတ်လိုက်တယ်။ပြီးတော့အပြင်ဘက်သူ့ကိုစောင့်နေတဲ့ရထားလုံးစီထွက်လာခဲ့တယ်။တမနဲ့လုံးယုံမမျိုးတခွင်ကိုရထားလုံးနဲ့လှစ်လေစီးနှင်းကြည့်ရှုရင်အချိန်ကုန်စေတယ်။သူကအီတလီစကားမပြောတတ်ပေမဲ့ဒန်ဂလာကတော်တော်လေးအဆင်ပြေအောင်စီမံနိုင်တယ်။သူသိတဲ့အီတလီစကားလုံးတွေဟာတေဂီတာတရားဝဟာရတွေဖြစ်တယ်။အဲ့ဒီစကလုံးတွေနဲ့ယထာသမားကိုသူပြောရှင်တဲ့အရာရာကိုအံဝင်ကွင်ကြဖြစ်အောင်ပြောတယ်။ တောင်ကုန်းအတက်ခရီးမှာယထားလုံးကနှင်းနေသွားနေလို့သူကနေနေပုံမြန်စီရှင်တယ်။အီလီဂရိုလို့သူကအုပ်ပြောလိမ့်မယ်။တောင်ကုန်းဆောင်အစင်းမှာသွားတာသိမြန်နေရင်သူကမော်ဒရာတိုမော်ဒရာတိုလို့အုပ်ပြီးပြောလိမ့်မယ်။နေ့လယ်ဖက်ရောက်တော့ဟိုတယ်ကို သူပြန်ရောက်လာတယ်။နောက်တစ်ခါအစားအသောက်ကောင်းကောင်းတစ်ခါထပ်စားတယ်။တရေတမိုးအိတ်တယ်။ပက်ဆန်ထိထားတဲ့ခောက်ပက်ဆန်အိတ်ကို သူ့ခေါင်းအောက်မှာတည်တည်ဆာဆာထားပြီးမှအိတ်တာပါ။ သူအဲ့ရကနိုးလာတော့နေလေဖက် နေတူတူစောင်းနေပြီ သူကအဝတ်အစားလေးတဲ့သူပစ္စံအိတ်အလုံးကိုသူ့အိတ်ထဲပြန်ထည့်ပြီးအောက်ထပ်ကိုဆင်းသွားလိုက်တယ်။သူတေးခိုတဲ့ဟိုတယ်တကားဝမှာ လမ်းပြတစ်ယောက်ရှိတယ်။မနက်ကဘေရန်ထွက်သွားတာကိုလမ်းပြကတွေ့ထားတယ်။အခုဆိုရင် ကျွန်တော်မျိုးတို့မျိုးတို့ကြီးရဲ့တစိမ့်တိတေသားကိုတွေ့မြင်ပြီးလောက်ပါပြီ။အရှင်လိုလမ်းပြကနှုတ်ဆက်တယ်။အရှင်အနေနဲ့ ်ရိုမမျိုးရဲ့အပြင်ဘက်မှာရှိတဲ့နာမည်ကျိုးချင်းဟောင်းအဆောက်အုံအပြက်အစည်းတွေကိုလေတွားရောက်ကြည့်ရှုသင့်ပါတယ်။သူ့ကိုအရှင်လို့ခေါ်ရင်အမြဲတမ်းတပိုးချနှက်ချက်တက်တဲ့ဒံကလာကအယံဝမ်းသာဂုဏ်ယူသွားတယ်။သူကအဲ့ဒီလူကိုမွေအကျွေစီလှမ်းပေးလိုက်တယ်။သူကလေပက်ဆက်နေနေတာပို့ပေးမယ်ဆိုရင် အချင်းသားလို့နှုတ်ဆက်ဖို့လုံးဝအဆင်သက်ဖြစ်နေတဲ့သူဒီကွာငါလေးရှင်းဟောင်းအပြက်အစည်းတွေကိုကြည့်မယ်လို့စိတ်ကူးထားတာလို့ဒံကလာကပြောလိုက်တယ်။ ဒါပေမဲ့ပထမအဦးဆုံးဗန်ဒိုက်ကိုသွားရအောင်မယ်ကွာရထားလုံးတစ်စီးလောက်ရှိသလားဟဲ့ဒီမှာရထားမောင်းသမားတယောက်ပါ သူကအချိန်ခန်းတက်မြပါမဆိုဆောင်ရွက်ပေးပါလိမ့်မယ်အရှင်သူတို့ကြောင့်ကျွန်တော်ထောက်ခံနိုင်ပါတယ်လို့လမ်းပြကပြောလိုက်တယ်ကျေးဇူးပြုပြီးကျွန်တော်ရထားလုံးတဲ့တို့တက်တော်မူပါအရှင်လို့ရထားမောင်းသမားကပြောလိုက်တယ်သူကလမ်းပြပြောတဲ့စကားတွေကိုနားထောင်ထားပြီးဖြစ်တယ် ဒန်ဂလာကယထာလတိတို့တက်လိုက်ပြီးဗန်နိုက်တတိုက်တို့မောင်းရန်အဲ့ဒီလူကိုပြိုးလိုက်တယ်။အဲ့ဒီနေရာလေးရောက်ရောသူကယထာလုံးတွေမှထွက်ပြီးဗန်ဒိုက်သေးတို့ဝင်သွားတယ်။သူကအဲ့ဒီမှာစည်ရင်တစ်ခုဖွင့်ပြီးသူ့ပတ်ဆံအများစုကိုဗန်မှာအပ်ခဲ့တယ်။ဗန်ကသူ့ကိုချက်လက်မဆောက်တအုပ်ပေးလိုက်တယ်။သူ့မွေလိုချင်တဲ့အခါအဲ့ဒီချက်ဆောက်အောင်နဲ့မွေထုတ်နိုင်စေဖို့အတွက်ဖြစ်တယ်။ အခုဆိုရင်တန်ကလာကရှင်ဟာအဆောက်အဝအပြက်တွေကိုသွားကြည့်ဖို့အစဉ်သက်ဖြစ်နေပါပြီ။တထားလုံးကခက်မြန်မြန်ပဲမောင်းထွက်သွားတယ်။မကြာခင်မှာသူတို့ရဲ့ရုံမမျိုးရဲ့မြို့စံမြို့ဖြာဆင်ရှင်ပုံးဒေသတွေကိုကျိုးဖြတ်သွားကြတယ်။ပြီးတော့ကြေးလက်ဒေသတိုးပန်းကို ရောက်ရှိသွားကြတယ်။မှောင်စပြုတ်နေပြီဆိုတာသူတတိပြုမိတယ်။ဟိုတယ်မှာသူထင်ထားတာထက်ပိုပြီးအရှင်ကြကြအိတ်ခေတာဖြစ်မယ်လို့သူကတွေးနေမိတယ်။ ူကယထာလုံးအပြင်ဘက်ကိုခေါင်းပြူပြီးရှီဟောင်းအပြက်အစည်းတွေစီရောက်ဖို့ဘလောက်ကြာဦးမလဲလို့ယထာလုံးမောင်းသူကိုမေးလိုက်တယ်။ကျွန်တော်ဘာမှနားမလည်ဘူးလို့ယထာမောင်းသမားကအီတလီလိုပြောလိုက်တယ်။အခုမှသူ့ကြည့်ရတာအီတလီစကားပဲတတ်ဟန်တူတယ်။ခဏလောက်ကြာတော့ယထာလုံးကရက်သွားတယ်။အရန်ကိုမောင်းနေပြီးလမ်းမေးမှာရှီဟောင်းအပြက်အစည်းတချို့ကိုတွေ့နိုင်မြင်နိုင်ပြီလို့ဒင်ကလာကထင်လိုက်တယ်။ ဒါကြောင့်သူကယထာလုံးတွေကနေထွက်မယ်ဆိုပြီးတကားကိုဖွင့်လိုက်တယ်။တံမာတဲ့လက်ကြီးတစ်ဖက်ကသူ့ကိုပြန်တွန်းထိတ်လိုက်တယ်။ယထာကရှေ့ဘက်ကိုထပ်ပြီးဆက်မောင်းသွားတယ်။ဒန်ဂလာက လုံးဝအံ့အားသင့်သွားတယ်။သူကသူတိတမတခြားဣတတိစကလုံးတွေနဲ့ဟေ့ဒီမှာကိုလူလို့သူကမင်းလေးသမားကိုခေါ်လိုက်တယ်ဒီစကလုံးတွေကလည်းသူ့သမီးဖြစ်သူအင်ဒရီယာကေဗင်စင်တီနဲ့အီတလီဇုံရဲတရှင်းဆိုတော့ကနားထောင်ရင်ချက်မှတ်ထားလိုက်တာ ဟေ့ဒီမှာကိုလူရဲလို့သူကထပ်ခေါ်တယ်။ဒါပေမဲ့သူ့ရဲ့ခိုဆိုမှုကဘာမှအကြောင်းမထူဘူး။ဒါကြောင့်ဘေရန်ကပတင်းပေါက်ကနေတည်တည်ချာချာကြီးလိုက်တယ်။ယထာလုံးရဲ့ညာဖက်မှာမြင်းစည်းသမားတယောက်ကမြင်းကိုတုံဆန်းစီးနှင်းရင်လိုက်ပါနေတာကိုတွေ့ရတယ်။ရေးသားတယောက်ပဲလို့သူကအလန့်တကြားအိုလိုက်တယ်။ငါ့ကိုဖမ်းဖို့အတွက် ပြင်သစ်ရေးတွေကအီတလီရေးတွေစီကျင်းနှန်းရိုက်လိုက်တာဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒန်ဂလာကလက်ဝဲဘက်ကိုလှိလိုက်တယ်။အဲ့ဒီဘက်မှာလည်းတခြားတယောက်ကမြင်းကိုကစုံပေါက်စီးရင်လှိလာတယ်။ဖျားရီဒန်ဂလာကပင့်တဲ့ရှူလိုက်တယ်။ငါအဖမ်းခံရပါဘူးကိုလား။သူတို့ငါ့ကိုဘာလို့ကြမှာလဲ။ငါ့ကိုပြင်သစ်နိုင်ငံတို့ပြန်ပို့မလား။